မင်္ဂလာပါခင်ဗျာဆိုဒီနေ့ကျွန်တော်ပြောပြသွားမှာတော့ Google ကထုတ်ထားတဲ့ Notebook LM ဆိုတဲ့ tools လေးအကြောင်းပဲဖြစ်ပါတယ် So Notebook LM ဆိုတာက knowledge seeking လို့တည်လို့ရတယ် So knowledge scholar တဲ့ knowledge seeker နဲ့ဘာကွာလဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့တခြား YouTube channel မှာဖြစ်တဲ့အာဗီဒီယိုလေးတစ်ခုကိုတွားပြီးတော့ကြည့်နိုင်ပါတယ်ကျွန်တော်အဲ့မှာတင်ပြထားတယ်ပေါ့ So အဲ့ထဲမှာမှာကိုက knowledge seeker ကိုသိချင်တတ်ချင်တဲ့အရာတွေအားလုံးကိုလေ့လာလူတယောက်ဖြစ်ချင်ပြီဆိုလို့ရှိရင်တော့ ဒီ notebook LLM ဆိုတဲ့ tool ကြီးကကျွန်တော်တို့အများကြီးအထောက်အကူပြုတဲ့ tool စခုဖြစ်မယ်လို့ကျွန်တော်ကထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နော်ကျွန်တော်ပြီးခဲ့တဲ့နှစ်လောက်မှာလေဒီဟာထွက်တယ်ကကျွန်တော်ဒီကောင်ကိုစပြီးတော့တုံးကြည့်တဲ့အခါမှာတခြားအရာတွေတဲ့သူက contest window လို့ခေါ်တယ်။စာအရှိကြီးတွေကိုပို့တည်ရပါဗျာ။လောလောကူကူစကားနဲ့ပြောရလို့ရှင်ကျွန်တော်တို့ရဲ့အာဗီဒီယိုတွေတင်လိုက်တာဖြစ်ဖြစ် PDF file တွေတင်ပေးလိုက်တာဖြစ်ဖြစ် YouTube video ဆိုလို့ရှင် link လေးကောက်ထည့်လိုက်တာဖြစ်ဖြစ် audio file ပဲဖြစ်ဖြစ် document တွေပဲဖြစ်ဖြစ်လောက်တယ်ဆိုလို့ရှင်သူက contest က1 million uh, words ပေါ့နော်အားလုံးပေါင်းစာလုံးရေပေါင်း1 million တော့သူကလုံနိုင်နေဆိုတော့တခြား free ပေးနေတဲ့အရာတွေထက်ဒီကောင်ကပို့ပြီးတော့ထိထိရရောက်ရှိရလို့ကျွန်တော်ထင်တယ်ဒါကြောင့်မို့ဒီ tools လေးကိုစပြီးတော့သုံးဖြစ်တာပါဆိုကြာလာတဲ့ခါမှာသူတဖြည်းဖြည်းနဲ့သူ feature တွေအစ်စ်ထပ်ပြီးတော့ထုတ်ရင်းထုတ်ရင်းထုတ်ရင်းနဲ့အခုခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မြန်မာဘာသာစကားနဲ့ audio ထုတ်တဲ့ ठी ကိုဖြစ်လာပါပြီဒီတော့ကျွန်တော်တို့ကဆိုပါစို့စာအုပ်တော့ကိုကျွန်တော်တို့ကဖတ်ပြီးတော့နားလည်ဖို့လုပ်နေမဲ့အချိန်ယူရမဲ့အချိန်တစ်ခုပေါ့နော် ဆွဲယူရမယ့်အချိန်တခုကအများကြီးအရင်ထက်ပိုကျုံသွားမယ်လို့ကျွန်တော်ကထင်တယ်။ဘာလို့လဲဆိုတော့စာအုပ်တွေနဲ့ကျွန်တော်ကစတင်ပြီးတော့ချက်လို့ရပြီ။စကားပြောလို့ရပြီ။နောက်ဆုံးကိုယ်ဒီစာအုပ်အကြောင်းကို podcast တစ်ခုအနေနဲ့ထုတ်ပေးပါဆိုတာတော့မှမြန်မာဘာသာစကားနဲ့လုပ်လို့ရနေပြီဆိုတော့ဒီ tools လေးကကျွန်တော်တို့ knowledge seeker တွေအတွက်မဖြစ်မနေသုံးလို့ရမယ်လို့သုံးရမယ့် tools တစ်ခုလို့လည်းကျွန်တော်မြင်မိတယ်ပေါ့နော်။ဆိုတော့ကြည့်လိုက်ကြအောင်ပါဆိုတော့အရင်ဆုံးဒါကိုသုံးမယ်ဆိုလို့ရှိရင်တော့ notebooklm. google.com ဆိုတော့ကိုတွားရပါလိမ့်မယ်ကျွန်တော်အားလုံးကို description ထဲမှာလည်းကျွန်တော်ဒီ link တွေအကုန်လုံးကိုထည့်ပေးထားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ notebook LM ကိုတုံးဖို့အတွက်ကျွန်တော်မြန်မာနိုင်ငံကနေတုံးမယ်ဆိုလို့ရှိရင်တော့ VPN တုံးဖို့အတွက်လိုပါလိမ့်မယ်ဆိုတော့တချို့ site တွေမှာတော့ကျွန်တော် review အနေနဲ့ပြင်ကြားရတာပေါ့နော်အဲ့တော့ VPN နဲ့တုံးမယ်တုံးလို့မရဘူးလို့ဖြစ်တယ်ဆိုလို့ရှိရင် browser ရဲ့ cache ကို clear လုပ်ဖို့အတွက်လိုပါလိမ့်မယ်တကယ်လို့များလုံးဝမရခဲ့ဘူးဆိုလို့ရှိရင်တော့ Google account တစ်ခုကို VPN တုံးပြီးတော့ဖွင့်ပြီးတော့တုံးလိုက်တာ ပို့ပြီးတော့အဆင်ပြေလိမ့်မယ်တချို့အကောင့်တွေကမြန်မာ region နဲ့ဖြစ်နေရဆိုလို့ရှိရင်သုံးလို့မရတာမျိုးတွေရှိနေပါသေးတယ်ခင်ဗျာဆိုတော့ VPN ကောင်းကောင်းလေးသုံးပြီးပို့တော့ကျွန်တော် recommend ပေးခြင်းပါတယ်ဆိုကျွန်တော်ကတော့ဒီမှာလောလောဆယ်မှာကျွန်တော်သုံးနေတဲ့အရာတွေရှိတယ်ပေါ့နော်ကျွန်တော် Navavi ခန့် Saudi အကုန်လုံးထည့်ထားကြည့်တာတို့ကျွန်တော်ရဲ့ Facebook မှာရေးခဲ့သမျှ post တွေအားလုံးထည့်ပြီးတော့ summary လုပ်ကြည့်တာတော့ကျွန်တော်အများကြီးမှအများကြီးမှအများကြီးကျွန်တော်ရှောက်ပြီးတော့စမ်းကြည့်ထားပြီးပို့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်စာအုပ်တအုပ်ကိုကျွန်တော် upload လုပ်ပြီးတော့ဒီစာအုပ်တအုပ်ကနေပြီးတော့ ဘာတွေဆွဲထုတ်ယူလို့ရတယ်လဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်ရွေးချယ်ထားတဲ့စာအုပ်လေးကတော့ Start with Why ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ် Simon Sinek ရဲ့အရင်ကောင်းတဲ့စာအုပ်လေးလို့လည်းပြောလို့ရပါတယ်ဆိုတော့စာအုပ်လေးဒေါင်းကျင်နေဆိုလို့ရှိရင်တော့ Z Library ဆိုတဲ့ website မှာ free အနေနဲ့ account လုပ်ပြီးတော့တွားပြီးတော့ဒေါင်းလို့ရပါတယ်ကိုပတ်စံတတ်နိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စာအုပ်ဒီ web ဖတ်ဖို့အတွက် recommend ပြပါတယ်ဘာလို့လဲဆိုတော့ authority ဆိုတာ Saudi ရောင်းပြီးတာပတ်စံရလာမလို့ပါဆိုတော့ကျွန်တော်တို့လို developing country and the development country အနေနဲ့တော့ ဇာတ်လို့ဝယ်ဖို့တော့အခက်အခဲရှိမယ်ဇာတ်တွေကဈေးကြီးနေမယ်ဆိုလို့ရှိရင်အခုလိုနေရာတွေကနေပြီးတော့ download တွေတောက်ဆွဲ knowledge ရအောင်ယူအချိန်တန်တာလို့ကိုယ့်အတွက်ကိုယ်အဖြစ်ရှိလာပြီးဝင်ငွေတွေကောင်းလာပြီးဆိုလို့ရှိရင်တော့ဇာတ်ကြီးဆရာတွေကိုတကယ် original ဇာတ်တွေဝယ်ပေးခြင်းအပြင်ကုညီထောက်ပံ့ပါလို့ကျွန်တော် recommend ပေးချင်ပါတယ်ဆိုတော့ဇာတ်တော့ကိုစပြီးတော့တင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမြင်နေရတဲ့အတိုင်း create new ကိုမြင်ရအောင်ကျွန်တော်နေပြီ full screen လို့လိုက်မယ်နော် okay ဒီမှာ create new ဆိုရဲ button လေးကိုအရင်ဆုံးနှိပ်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင် သူကအရင်ဆုံးစမိမယ် မင်းဘယ်ဆိုးစီကိုထည့်ကျင်ပါသလဲဆိုတဲ့အရာလေးကို तू စပြီးတော့မေးတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ထည့်လို့ရတဲ့အမျိုးအစားတွေဆိုလို့ရှိရင် website တွေသွားပြီးထည့်လို့ရမယ် YouTube video တွေထည့်လို့ရမယ် Google Drive တွေမှာရှိတဲ့ဟာတွေထည့်လို့ရမယ် Google Slide တွေမှာရှိတဲ့ဟာတွေထည့်လို့ရမယ်နောက်ဆုံးကျွန်တော်တို့စာတွေကို copy ကူးလာပြီးဒီမှာလာပြီး paste ထည့်တာမျိုးလည်းလုပ်လို့ရတယ်ဒါမှမကြည့်နေသေးဘူးကိုယ်မှာဆိုးစီမရှိသေးဘူးဆိုလို့ရှိရင်လည်းအသင့်အနေနဲ့ပေါ့နော် discover source ရဲ့အရာလေးလည်းရှိလာပါပြီကိုတည်ကျင်တဲ့အကြောင်းအရာကိုရိုက်ရှာရိုက်ရှာလိုက်လို့ရှိရင် သူကဘယ် website တွေဘယ် article တွေဘယ် video တွေကနေပြီးတော့ဒီဥစ္စာကိုတုံးလို့ရပါတယ်ဆိုတော့ကိုသူပြောပြပြီးရှာပြီးပြီးတော့ကိုယ့်ရဲ့စုစည်းထဲမှာထည့်လို့ရမှာပါဒါလေးကိုတော့ကျွန်တော်ခဏနေမှာလုပ်ပြမယ်ပေါ့နော်ဆိုပရမောဆိုအနေနဲ့တော့ကျွန်တော်အာရွေးချယ်ထားတဲ့ step wise file လေးကိုကျွန်တော် drag and drop လုပ်ပြီးအရင်ဆုံးထည့်လိုက်ပါမယ် pdf file လေးပါဒီတစ်ခုကိုထည့်လိုက်ပြီးဆိုတော့ ਨੇ သူ process လုပ်တဲ့အချိန်ခဏလေးတော့စောင့်ရတယ်ဗျဒီအဝိုင်းလေးလည်ပြီးခဏလေးစောင့်ရလိမ့်မယ်ပြီးွားလို့ရှိရင်ဒီဘောကနာမည်တွေပြောင်းသွားလိမ့်မယ်အာဒီဘက်မှာ ကျွန်တော်တို့တွေ podcast အနေနဲ့ထုတ်လို့ရတဲ့အရာလေးတွေပေါ်လာလိမ့်မယ် interface ကတော့ကျွန်တော်ထင်တယ်ဖုန်းမှာသုံးတာတဲ့ဒီလိုမျိုး computer တွေ desktop တွေ tablet တွေမှာသုံးတာဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော် screen real estate လို့ခေါ်တာပေါ့ကြည်ကြဘုံကျွန်တော်တို့ကြည့်လို့ရမယ်သလိုရမယ်အခုဆိုလို့ရှိရင်ဒီမှာ process လောက်တာပြီးသွားပြီသူဒီမှာဒီ source ကအကြောင်းသူ summary အရင်ဆုံးစလုပ်တယ်ဒီစာဒီ pdf file ကဘာအကြောင်းလဲပေါ့နော်ကျွန်တော်ကတော့ဘာလို့ဒီလိုမျိုးဗမာလိုပေါ်နေရတာလဲ လို့မေးလို့ရှိရင်ကျွန်တော်ဒီပုံမှာ setting ထဲမှာသွားပြီးတော့ချိန်ညှိထားလို့ပါဆိုတော့အဲ့ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတော့လေဒီနေ့မှာတခါလေးပြပြပြမယ် original ဆိုလို့ရှိရင်တော့အင်္ဂလိပ်လိုပဲရတာပေါ့နော်ဆိုတော့မြန်မာလိုထွက်ချင်တယ်ဆိုလို့ရှိရင် setting ကိုနှိပ်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင် output language ကိုရွေးလိုက်ပါဒါပြီးသွားလို့ဆိုရင် language ထဲမှာ language ဒီအားလုံးထဲမှာမအောင်ဆုံးပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမြန်မာစာဆိုတာရှိပါတယ်ဒီမြန်မာလေးကိုရွေးလိုက်ပါပြီးသွားလို့ရှိရင်တော့ save လုပ်လိုက်တာ ਨੇ ကျွန်တော်တို့ထုတ်သမျှဒီ test summary ပဲဖြစ်ဖြစ် အာ Google ဒီ deep conversation လို့ပြောရတဲ့ podcast အနေနဲ့ထုတ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးကိုမြန်မာ language နဲ့ရပါလိမ့်မယ်ဘယ်ဟာမရဘူးလဲလို့မေးတယ်ဆိုလို့ရှိရင်တော့အာကျွန်တော်စမ်းကြည့်ရတော့ပေါ့နော် mind map ထုတ်တဲ့ဟာလေးကတော့မြန်မာလို့မရသေးဘူးဆိုတော့ကျွန်တော်စာကိုတင်ပြီးသွားပြီးအရင်ဆုံးစမ်းကြည့်လိုက်မယ် mind map ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းသူကလွယ်လွယ်ကူကူအောက်မှာဒါလေးပေးထားပြီးသားပေါ့နော် audio review at note တို့ mind map တို့ဒါအပြင်ကိုဒီမှာမေးရမယ့်မေးခွန်းလေးတွေအကုန်လုံးကိုလည်းသူဒီမှာထားထားပြီးတယ်ဗျာ recommend အနေနဲ့ပေါ့နော်မင်းဒါလေးတွေမေးကြည့်ပါလားပေါ့အဲ့တော့ကျွန်တော်တို့အရင်ဆုံးမေးမကြည့်ခင်မှာ mind map generation ကိုအရင်ဆုံးလောက်ခိုင်းထားလိုက်ပါမယ် mind map လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ညာဘက်ကပန်နေထဲမှာ generating mind map ဆိုပြီးကျွန်တော်တို့အချိန်လေးခဏစောင့်ခိုင်းနေပြီးတော့လို့ရှိရင်တော့ကျွန်တော်ဒီစာအုပ်တုံးလုံးမှာဘာ topic တွေဆွဲထားတယ်ဘာအကြောင်းတွေပြပြထားတယ်ဘာတွေလုပ်တင်နေဆိုတော့တန်းပြီးတော့မြင်ရမှာပါစက္ကန့်ပိုင်းတော့ပဲကြားတယ်ကျွန်တော်ဒါရစ်မထားဘူးเนาะဆိုတော့ဒါလေးကိုကျွန်တော်စပြီးကြည့်လို့ရပြီနှိပ်လိုက်ပြီဆိုတော့ねဒီထဲမှာပါတယ် Starwood Wine ထဲမှာပါတယ် document တွေမှာပါတဲ့အရာတွေအားလုံးကိုသူ categorize လုပ်ပြီးခွဲထားပြီးတယ်ဒီမျှားလေးတွေကိုစနစ်သွားမယ်ဆိုလို့ရှိရင်အာကျွန်တော်တို့ဒီမှာတန်းစီပြီးတော့ဒီအောက်မှာ sub category အနေနဲ့ဘာတွေရှိရလဲဆိုတော့သိရလိမ့်မယ်များသောအားဖြင့်တော့ဒီ golden cycle အကြောင်းကိုပဲဒီစာအုပ်ကမူတည်ထားတာဆိုတော့ဒီ golden cycle တွေအကြောင်းအရာတွေ why how what ဆိုတဲ့ဟာတွေအကုန်လုံးဒါတွေစပြီးတော့တွေ့ရပြီဒီလိုမျိုး mind map ထုတ်လို့ရတယ်ဒါကို save လုပ်ချင်လဲရတယ်ကျွန်တော်လောလောဆယ်မှာပိတ်လိုက်မယ်ပေါ့နော်နောက်ထပ်အနေနဲ့ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဒီစာအုပ်ထဲမှာဘာအကြောင်းတွေပါလဲ ဘာလီပြောလို့ရလဲဆိုတာကိုလည်းကျွန်တော်စာအုပ်နဲ့အတူတူချက်လို့ရတယ်ဥပမာအာစာအုပ်ထဲမြန်မာလိုပဲမေးလို့လည်းရတယ်နော်စာအုပ်ထဲမှာပါတဲ့အဓိကအကြောင်းကိုရှင်းပြပါဒီလိုစာရိုက်လိုက်တာ ਨੇ သူစာအုပ်ထဲမှာရှိတဲ့စိုးစီအားလုံးဆွဲထုတ်ပြီးတော့ကျွန်တော်တို့ကိုမြန်မာလိုအနေနဲ့ပြောပြပြီးတော့မှဖြစ်တယ် ဆိုတော့ဒီကအရန်ကိုလွယ်ကူတဲ့လိလာနီလို့ထင်တယ်ပေါ့နော်အရင်တော့ဒီလိုစာအုပ်တို့ကိုဖတ်ဖို့ဆိုလို့ရှိရင်နှစ်နာရီသုံးနာရီသူများပြောပြနေတာထိုင်နှားထောင်လို့ရှိရင်လည်းဒီစာအုပ်တွေရဲ့အကြောင်းအရာတွေအကုန်လုံးအပြည့်ပါစင်မှာပါမယ်ဒါပေမဲ့ဒီလိုမျိုးစာအုပ်စာအုပ်ကြီးနဲ့ထိုင်ပြီးတော့ချက်လို့ရဖို့ဆိုတာကျွန်တော်အရင်တော့ဆိုလို့ရှိရင် dream တစ်ခုတော့ပြောလို့ရအခုဆိုလို့ရှိရင်တော့ဒါလွယ်လွယ်ကူကူရလာပြီပေါ့နော်နောက်ထပ်အနေနဲ့ကျွန်တော်တို့ဘာဟောထွက်လာပြီဆို source များရဤစာအုပ်နဲ့အဓိကအကြောင်းအရာအောက်ပါတိုင်းရှင်းပြထားပါသည်တဲ့ခေါင်းဆောင် leader နဲ့ဦးဆောင်သူ those who lead ဆိုရဲ့နှစ်မျိုးရှိတယ် ခေါင်းဆောင်နဲ့ဥဆောင်တဲ့လူနဲ့မတူဥဆောင်သူပြပြထားတာပေါ့နော်ရွှေရောင်ဆော်ဝိုင်းကြောင်ပြပြထားတယ်အာ manipulation နဲ့ inspiration လုပ်တဲ့ဟာကိုကွက်ကွက်ပြပြသိအောင်လို့ပြပြထားတယ် why ကဘာကြောင့်မလို့အရေးကြီးတယ်ဆိုတော့ပြပြထားတယ် clarity discipline ကဘာကြောင့်မလို့အရေးကြီးတယ်ဆိုတော့ပြပြထားတယ် trust ကဘယ်လောက်ထိအရေးကြီးရဲ့ loyalty ကဘယ်လောက်ထိအရေးကြီးရဲ့ဆိုတော့ပြပြထားတယ်ဒီထွက်လာတဲ့အဖြေကိုကျွန်တော်တို့က save လုပ်ကျင်နေဆိုလို့ရှိရင်လည်းဒီအောက်မှာ save to note လို့နှိပ်လိုက်တာနဲ့သူ့အတူခေါင်းစဉ်အော်တိုပေးပြီးတော့ဒီဘက်မှာ အဘဲကြောင့်စတင်ခြင်းဆိုတာဟာ source များရာဒီမှာဘာပါလဲဆိုတော့တခါလဲတန်းပြီးတော့လုပ်ပြီးသားပါတော့တကယ်လို့များကွာစာအုပ်တို့လုံးမဖတ်ချင်ဘူးပြင်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာ briefing doc ဆိုတာ briefing doc ဆိုတာအယူနေမှာဆိုလို့ရှိရင်ပေါ့နော် meeting တစ်ခုလုပ်တယ်ဒီ meeting မှာပါအကြောင်းတွေပြောပြသွားတာအတူတုံးပြောပြပြီးပါလို့ပြောတာ briefing လုပ်တယ်လို့ခေါ်တာဟုတ် ဆိုတော့ဒီလို briefing document တွေလည်း click တစ်ချက်နှိပ်တာနဲ့တခါတည်းတန်းထွက်တယ်ကျွန်တော်တို့ကစောင့်နေအောင်ပဲကျွန်တော်တို့ဘလူးမျိုးသဘောကျလဲဆိုလို့ရှိရင်စာအုပ်ကိုထဲ click တွေအကုန်လုံးနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ကကျွန်တော် coffee တွေပါတက်ဖြော်ပြီးတော့ခဏနေလို့ပြီးပြီဆိုလို့ရှိရင်ဒါကြည့်လိုက်ရင်ကျွန်တော်တခါတည်းတန်းပြီးဖတ်เสียရရပြီအာ generate audio လဲကျွန်တော်ခဏနေလို့ရှိရင်လုတ်ပြမယ်ပေါ့နော်အာပြီးတော့နောက်ထပ်ဘာတွေလုတ်လို့ရသေးလဲဆိုလို့ရှိရင်ဒီဥစ္စာကို study လုပ်ဖို့အတွက် study guide လည်းထုတ်လို့ရတယ်ကျွန်တော်ဒီကလည်းတခါတည်းနှိပ်ထားလိုက်မယ်ပေါ့နော် study guide ဒါကက မှတ်တမ်းအနေနဲ့သူထွက်လာပြီးသွားတဲ့စာအုပ်တခါလဲရေးထားပြီးသားအုပ်အဲ့တော့စာအုပ်ကြီးကိုထိုင်ပြီးတော့ထိုင်ဖက်နေဖို့ဆိုတာတဲ့စာအုပ်နဲ့အတူတူစကားပြောလို့ရပြီချက်လို့ရပြီဒီထက်ရဟာတွေဆွဲထုတ်လို့ရပြီဆိုလို့ရှိရင်တော့အရန်မိုက်တယ် timeline ဆိုတဲ့အရာကဘာကိုပြောတာလဲလို့မြည်တယ်ဆိုလို့ရှိရင်ဒီထဲမှာပါတဲ့ဟာပေါ့နော်။ဥမာသူပြောပြခဲ့တဲ့ example ထဲမှာ1996ခုနှစ်ကလည်းပါမယ်2001ကလည်းပါမယ်2001ကလည်းပါမယ်ဆိုလို့ရှိရင်သူပြောပြခဲ့တဲ့အရာတွေအားလုံးဘယ်ဟာဘာတွေဆိုတော့တန်းစီပြီး timeline နေနေနဲ့ဆွဲထုတ်ပြတာကျွန်တော်အဲ့ပုံစံလေးလည်းသဘောကျတယ်။ ဘလိုရာမျိုးတွေမှာဒါကိုသဘောကျလေးလင်ပြီးလို့ရှိရင် research paper လို့ဟာမျိုးတွေဖတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ timeline ဥစ္စာလေးကအများကြီးအထောက်အကူပြုရလို့ထင်တယ်ဗောနော်အာကိုလေ့လာနေရင်အော်ဒီဒီခုနှစ်မှာတော့ဒါလေးတွေဖြစ်သွားပြီဒီခုနှစ်မှာတော့ဒါလေးတွေဖြစ်သွားပြီဆိုတော့အတူကျုံလေးပြန်သိရတယ်ဆိုလို့ရှိရင်မြန်မြန် grasp လောက်ရလွယ်လို့ကျွန်တော်ထင်တယ် okay ချိန်ဆန်းနဲ့ပုံကူများလဲကျွန်တော်ဖွင့်ပြရမယ်ပေါ့နော်ဒီမှာ1900နေပြီးတော့စခဲ့တဲ့ဟာဒီမှာ1950 1961အဲ့ထဲမှာပါသမျှအဟာတွေအကုန်လုံးပြီးတော့ဒီမှာဇက်ကောင်နေနေပေါ့နော်ဘုသူ့အကြောင်းနေပြပြရဲဆိုတဲ့ဟာတွေနမေဒီနဲ့အစပေါ့အကုန်လုံးအကုန်လုံးအကုန်လုံးသူထည့်ပြီးတော့ရေးထားပေးတာမလို့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒါလိလာမှုလုပ်တဲ့အခါ research paper တွေဖတ်တဲ့အခါမှာအရန်ကောင်းတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့မြန်မာလူလေးလဲနားထောင်လို့ရအောင်လို့ကျွန်တော်တခါလေးပဲဒီမှာ generate လုပ်တဲ့ဟာလေးကိုနှိပ်ပေးမယ်အဲ့ဒါမလုပ်ခင်ပါပေါ့နော်ကျွန်တော်တို့ကဘာတွေ customize လုပ်လို့ရလဲဆိုတာကိုပြပြခြင်းတယ် ဒီ audio overview ဆိုတာက podcast ပုံစံလေးနဲ့လောက်တာယောက်ျားကြီးတယောက်ကမိန်းမကြီးတယောက်ကအသံနဲ့ရတယ်အခုကျွန်တော်တို့ output language မှာမြန်မာလိုရွေးထားတဲ့အတွက်ကျွန်တော်တို့အသံထွက်ကလည်းမြန်မာလိုပဲထွက်မယ်ဒီအပြင်ကိုကျွန်တော်တို့ customize လုပ်ယူလို့ရသေးတယ်ဘာလို့ customize လုပ်ယူလို့ရလဲလို့ပြောလို့ရှိရင်ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းရဲ့ဘယ်အကြောင်းကိုမှအဓိကထားပြီးပြောပြပေးပါလို့ရွေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအကြောင်းကိုလည်းလို့ကျန်တဲ့အကြောင်းတွေ तू မပြောဘဲနဲ့ အဲ့အပိုင်းလေးကိုပဲ summary လုပ်ပေးတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်လောလောဆယ်မှာတော့ဘာမှ customize မလုပ်ဘဲနဲ့ဒီတိုင်း generate ဒီတိုင်းပဲကျွန်တော်နှိပ်ထားလိုက်မယ်ဒီကောင်လေးရလဲ10မိနစ်လောက်ပဲကြာအောင်ပါပေါ့10မိနစ်10မိနစ်လောက်တော့ကြာမှာ it depends ပေါ့နော်စာအုပ်ကအရင်ရှိတယ်ဆိုလို့ရှိရင်လည်းနည်းနည်းပူချရတတ်တယ်ဒီအချိန်မှာကျွန်တော်ကဘာ feature လေးကိုအသုံးဝင်တဲ့ feature လေးကိုထပ်ပြီးစမ်းပြခြင်းလဲဆိုတော့ဒီမှာ discover ဆိုတဲ့ source လေးကိုကျွန်တော်ထပ်ပြီးတော့အာပြောပြခြင်းပါတယ်ဘာလို့ဒီအရာကိုပြောပြရလဲဆိုလို့ရှိရင်တခါလီမှာကျွန်တော်တို့ကဒီ sound နဲ့ပတ်သက်တာတော့ကျွန်တော်တို့သိပြီ အသုံးပြုခြင်းပဲဒါပေမဲ့တခြားဆာအူဒီထဲမှာဒီအကြောင်းကိုပြပြထားတာဘာရှိလဲဥပမာပေါ့နော်အာအပေါ်မှာပြောခဲ့တဲ့ဟာဆိုခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ဆရာထက်သန်မှုနဲ့ပတ်သက်တဲ့ဟာတွေပါတယ်ဆိုတော့โอเคခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်တို့ကထပ်ပြီးထည့်ခြင်းနဲ့ဆိုပါစို့ပေါ့ဒီ I am feeling curious ကိုနှိမ့်လိုက်တယ်ဆိုလို့ရှိရင်တော့မဆိုင်တဲ့ topic တွေထွက်လာတတ်တယ်ပေါ့နော်ကျွန်တော်စမ်းကြည့်ရသလားပေါ့အဲ့တော့ဒီမှာစမ်းကြည့်မယ်ဆိုလို့ရှိရင်အာကျွန်တော် leadership နဲ့ပတ်သက်တာကိုရွေးလိုက်မယ် leadership and business management ပေါ့ ဒါကိုရေးပြီးတော့လို့ကျွန်တော် submit လို့နှိပ်လိုက်တာ ਨੇ तू อ่ะ internet ပေါ်မှာ तू ရှာလို့ရသမျှ source အားလုံးကိုတန်းစီရှာပြီးတော့အကောင်းဆုံးဆိုရဲ source 10ခုပေါ့ video တွေလည်းပိုင်းပါမယ် PDF တွေလည်းပိုင်းပါမယ် website တွေလည်းပိုင်းပါမယ် okay သူဒီခုဒီမှာရှာလာတဲ့ဟာတွေအားလုံးကအာတန်းစီပြီးတော့မှထွက်လာပြီပေါ့နော် source အားလုံးပေါင်း10ခုထပ်ပြလာတယ်ဒီမှာ PDF file တစ်ခုပါတယ် website တော့ PDF file နှစ်ခုပါတယ် website 6ခုပါတယ်ဒါတွေအားလုံးကိုကျွန်တော်ကသဘောကျတယ်ရင်ဆုံးမထည့်ခင်မှာကြည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်း click နှိပ်ပြီးတော့တွေ့ကြည့်လိုက်လို့ရှိရင်ဒီ website လေးတွေအားလုံးရောက်တယ်ပေါ့နော် အာဒီထဲမှာပါလာဆိုလို့ရှိရင် management course ကနေပြီးတော့ယူထားတဲ့ဟာတစ်ခုပါတယ် the four functions of management how they impact business ရဲ့ဟာတစ်ခုပါမယ် twelve essential quality of effective leadership leader တယောက်လုပ်ဖို့အတွက် essential skills ဆက်နှစ်ခုဒီဟာတွေကိုအုံလုံးလည်းပြပြထားတယ် strategic management အကြောင်းတွေ five easy step နဲ့လုပ်ပြတဲ့ဟာကို new lab ကနေပြီးတော့ထုတ်ထားတဲ့ဟာလည်းပြပြထားတယ်မဟာ viewer မြောက်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ဟမ် top 10 management စသဖြင့်ဒါတွေအကုန်လုံးကိုကျွန်တော်တို့သဘောကျတယ်ဆိုလို့ရှိရင် input လို့နှိပ်လိုက်တာ ਨੇ ဒုက္ခနာလို့ပဲ process လုပ်လိမ့်မယ်ပြီးသွားပြီဆိုလို့ရှိရင်အမှန်ခြေလေးတွေ ਨੇ ပြလိမ့်မယ်အဲ့အမှန်ခြေလေးတွေပြထားတယ်ဆိုတာကသူ့ရဲ့ knowledge base လို့ခေါ်တယ်ပေါ့နော်သူပြောပြရမယ်ဟာပြင်ဖြေရမယ်ဟာလည်းမှာဒီဟာတွေကိုထည့်ပြီးဖြေပြီးမယ်လို့ပြောတာတကယ်လို့ကျွန်တော်တို့အဲ့ရအဖြေတွေတခြား website ကအဖြေတွေကိုမလိုချင်ဘူးဆိုလို့ရှိရင်ဒီလို and check လုပ်ထားလို့ရတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မေးလိုက်တဲ့ဒီထဲမှာမေးတဲ့အဖြေတွေအကုန်လုံးသူအဲ့ထဲကဟာတွေကိုထည့်မပြောတော့ check လုပ်ထားတယ်ဆိုလို့ရှိရင်တော့အဲ့ထဲကအဖြေတွေကိုသူကထည့်ပြီးတော့ပြောပေးလိမ့်မယ် အဲ့တော့ကျွန်တော်တို့လောဆယ်မှာတော့ဒီမှာ audio overview လေးကိုခဏဆောင်းလိုက်ပါဦးမယ်။တခြားမီးစင်တဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်လည်း10 CB မီးတွေရတယ်။အခုဒီမှာမီးထားတဲ့မီးခွန်းတွေရဲ့အဖြေတွေနဲ့အာကျွန်တော်ဒီ audio generate လုပ်ထားတဲ့ဟာကိုအပြည့်နားထောင်ကြည့်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram channel link လေးကိုထည့်ထားပေးပါမယ်ဗျ။ဆိုတော့ item မှာလာပြီးတော့အပြည့်အဝလာပြီးတော့ဖတ်လို့လည်းရမယ်။နားထောင်လို့လည်းရမယ်ပေါ့နော်။ဆိုတော့အခုဒီချိန်လေးတော့ရှောက်ကြည့်လာပြီးသွားပြီ။ဒီ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ထားပါကျွန်တော်မှာ YouTube channel ကနှစ်ခုရှိပါတယ်။ အဲ့နောက်ခုမှကျွန်တော်မျှပြီးတင်တယ်ပေါ့တစ်ဖက်မှာလည်း personal development နဲ့ပတ်သက်တဲ့ဟာတွေ podcast လို့အကြောင်းအရာတွေပြောပြီးဒီဘက်မှာလည်း tech နဲ့ပတ်သက်တဲ့ဟာတွေအများကြီးပြောတယ်ဘာလို့လဲဆိုတော့ channel နှစ်ခုခွဲထားမှပဲအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်တခုတည်းဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အရာတွေကဟိုဟာရောက်လိုက်ဒီဟာရောက်လိုက်ဖြစ်နေမှာဆိုလို့ဒီ channel လေးကိုတော့ကျွန်တော်အစား notion နဲ့ productivity အတွက်ထားတာဆိုတော့ဒီဘက်မှာတော့ကျွန်တော် tech အကြောင်းတွေအများကြီးပြောပြမယ်ဟိုဘက် channel ဒီမှာတော့ကျွန်တော် podcast လိုမျိုး guest တွေနဲ့ပြောတာတွေကျွန်တော်တယောက်တည်း solo စကားပြောတဲ့အဟာမျိုးတွေတင်ထားပြတာတွေရှိမယ်ဆိုတော့ဒီ channel လေးကိုလည်း subscribe လုပ်ရသေးလို့ရှိရင်လုပ်ထားပေးပါကျွန်တော်ဒါလေးကိုခဏစောင့်လိုက်ပါမယ် စာလီမှာကြာတတ်တယ်ဆိုတော့ဗီဒီယိုလေးကိုကျွန်တော်ခဏ post လုပ်ထားပြီးတော့သူရပြီဆိုတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ပြန် record လုပ်လိုက်ပါမယ်ဗျ။ So ပြန်တွေ့ပါမယ်ခဏလေးပါ။ Okay ခုဆိုလို့ရှိရင်တော့ကျွန်တော်တို့စောင့်ပြီးသွားတဲ့ခါမှာဒီစာအုပ်ကို10မိနစ်စာ audio version ကျွန်တော်တို့ရရှိလာပါပြီ။ So ဒီထဲမှာတော့ကျွန်တော်တို့ဒါပထမဆုံးညီနားတော်မှာဆိုတော့ဘယ်လို quality ဖြစ်နေမလဲတော့ကျွန်တော်မသိဘူးနော်။ဒီမှာအမီးနေလောက်တော့ကျွန်တော်ခဏလေးဖွင့်ပြကြည့်မယ်။အတန်ကြားမလားမကြားမလား I'm not sure. So let's test it out. မင်္ဂလာပါဒီနေ့ စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ကြရအောင်။ခေါင်းဆောင်ဒီအဖွဲ့အစည်းတွေကလူတွေကိုတကယ်တမ်းစိတ်ကားထက်သန်လောင်ဘယ်လိုဆွဲဆောင်ကြသလဲဆိုတာပေါ့။ဟုတ်ကဲ့။ Simon Sinek ရဲ့ Start with Why စာကိုအခြေခံပြီးတော့လေအဒီကလေလာသုံးသပ်ကြည့်ကြမှာပါ။အင်း။ကောင်းတဲ့ idea ပဲဆိုလေလူတွေကိုခနာတာလဲစောတာမျိုးနဲ့ရရှိတကယ်ကိုဆေးရထက်တန်းအောင်လုပ်နိုင်တာဘလို့ကွာတယ်လေဟိုဟာလေ okay. wine is so ဒီဥစ္စာတွေကတော့ကျွန်တော်အသင်ချားနိုင်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့10မိနစ်စာလောက်ကိုဒီဟာကို pocket sponsor menu နဲ့ပြောပြတာကအရင်စင်ပြီးတယ်လို့ထင်တယ်စကားသံတော့နည်းနည်းတိုင်းရင်းသားစကားသံလေးတော့နည်းနည်းပေါက်နေတယ်ဟာ english speaker တွေကိုမြန်မာစကားသင်ပြီးလို့ပြောတဲ့ပုံစံမျိုးတွေတော့ပေါက်နေ local အသံမျိုးတွေ local စကားလုံးတွေတော့တိတ်တော့မထွက်သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့တော်တော်နားထောင်လို့အစဉ်ပြေရလို့ကျွန်တော်ထင်တယ်ပေါ့နော်အရင် AI တွေရဲ့ပေါက်ကြရတွေရှောက်ပြောနေမယ်စာကျွန်တော်တို့ဒီ Google Notebook LM က နောက်ဆုံး model ဖြစ်တဲ့ Gemini 2.5 Flash ဆိုတဲ့ model ကိုတုံးထားတာဖြစ်တဲ့အတွက်ဒီ model ကမြန်မာစာအရင်ကနားလည်နေပြီခုနကပြောသလိုစို့စီဆိုလို့ရှိရင်လည်းပေါ့နော်အများကြီးစို့စီအများကြီးစီရနေပြီ data တွေကိုရနိုင်ပြီတကယ်လို့ကိုထည့်ထားတဲ့ source ကအဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီလိုအနီအောင်လေးပြလိုက်မယ်ဆိုတော့အဲ့လိုပြတဲ့ဟာတွေဆိုလို့ရှိရင်တော့ remove လုပ်လိုက်တာကောင်းတယ်ဗျစင်ပြေတတိလုပ်လိုက်ပေါ့နော်မကြည့်တော့ဘူးစိတ်ဆိုးတယ်ပေါ့ဒါတမျိုးလို့လို့ရနောက်တဲ့တစ်ချိန်နောက်တဲ့ discover ထပ်လို့ရှိရင်လည်းနောက်တဲ့10ခု10ခု10ခုနဲ့ထပ်ပြီးတိုးလာမှာဆိုတော့အဲ့ဒီအကုန်လုံးမီးလို့ရ ကျွန်တော်အရင်ကြိုက်တဲ့ပုံစံမျိုးတွေကဥပမာထားပါတော့ကျွန်တော်အရင်သဘောကျတဲ့အာ Alice Homozi တို့ Dan Cole တို့ Iman Gazi တို့ကိုကြိုက်တဲ့အာဗီဒီယိုတွေအင်္ဂလိပ်လိုပြောတဲ့ဗီဒီယိုတွေကိုလည်းမြန်မာမြန်မာလိုနားမလည်ဘူးသူပြောတဲ့ဟာတွေကိုအင်္ဂလိပ်လိုမြန်မာလိုပြောတာမဟုတ်ဘူးအင်္ဂလိပ်လိုပြောတော့ဆိုနားမလည်ဘူးဆိုလို့ရှိရင်သူတို့ရဲ့ဗီဒီယိုတွေကိုတန်းစီပြီးတော့ဒီထဲမှာလာထည့်ထည့်ပြီးသွားလို့ရှိရင်ခုနကလိုပဲ process လုပ်တဲ့အချိန်လေးကိုခဏဆောင့် ဆောင်မိသွားလို့ရှိရင်တို့ဘာဒီပြောခဲ့တာလဲဘလို strategy တွေနဲ့ရှိလဲဆိုတာကိုဒီထဲမှာကျွန်တော်တို့ကပြန်မေးလို့ရပြီဆိုလို့ရှိရင်အရင်လိုဘာသာစကားနားမလည်လို့တိုင်ပတ်နေရတဲ့ဇလန်းကြီးကဒီနားမှာနေပြီးဆုံးသွားပါပြီလို့ပဲကျွန်တော်ကပြောချင်ပါတယ်အဲ့တော့ knowledge ကိုရှာဖွေတဲ့လူများဒီ tools လေးနဲ့အောင်မြင်ဖြစ်ထွန်းပြီးတော့လူကျင်တဲ့ knowledge တွေအမြင်ရပါစေလို့ဆုမကောင်းတောင်းပေးနေပဲဆိုဒီ video လေးကိုကျွန်တော်ဒီနေရာမှာပဲကျန်လာလိုက်ပါမယ် audio file နေနဲ့ကျွန်တော်ကထုတ်ခဲ့တဲ့ notes တွေအားလုံးကိုတော့ ကျွန်တော်ရဲ့ Telegram channel လေးထဲမှာတင်ပြထားပါမယ်ဆို link လေးထဲမှာရှိပါမယ်အားလုံးပဲနေကောင်းကျမ်းမှာစိတ်ချမ်းသာကြပါစေနောက်တဲ့ video တွေမှာလည်းနောက်တဲ့ AI tools အသစ်တွေနဲ့ကျွန်တော်တို့ရဲ့ knowledge seeking တွေ productivity တွေပိုကောင်းလာအောင်လို့နောက်ဆုံး tools တွေကျွန်တော် create လုပ်ထားတာရှိတယ်ပေါ့နော်ဒီ tools တွေအကုန်လုံးဘယ်လိုမျိုး AI tools တွေသုံးပြီးတော့ကုတ်တကြောင်မှမရေးဘဲနဲ့ create လုပ်ရမလဲဆိုတော့လည်းပြပြတော့မှာမလို့ so channel လေးကိုလည်း subscribe လုပ်ထားပါလို့ပဲပြောချင်ပါတယ် so see you ပါဗျတတား